အားလုံးပဲမင်္ဂလာပါ Digital Fusion Company ကကျေးဇူးပါတယ်ဒီနေ့ပြပပေးမှာကတော့စနေသိသိချင်းတွင်ပါဝင်တဲ့တုံးဆဲသူများတဲ့က user account ဖွင့်ပြီး roadmap လောက်ဆောင်ခြင်းကိုပြသပြီးမှဖြစ်ပါတယ်ကျွန်တော်ဥစွာတုံးပြူမီအမည်မှာနာမည်တစ်ခုရေးထည့်ပေးပါဥပမာမောင်မောင်ဒီရောသူရဲ့လောကနာမည်ကိုရေးထည့်ပေးပါဒီရောအစင်းသတ်မှတ်ခြင်းမှာအာ အများကြီးရှိပါတယ်ဒီထက်ကပမာတစ်ခုချင်းကိုဆင်းမြတ်ပေးမှာဖြစ်ပါတယ်ဒီ owner role မှာဆိုရင်တော့ဖြင့်ဒီ software မှာရှိတဲ့ function အကုန်လုံးနဲ့အာရောင်းတာဝယ်တာအကုန်လုံးကိုဒီ owner role ကအကုန်လုံးလုပ်လို့ရပါတယ်ဒီ admin role မှာဆိုရင်တော့ဖြင့်ငွေစရင် report ကြီးများတာကလွဲပြီးတော့အကုန်လုပ်လို့ရပါတယ် admin role မှာဆိုရင်တော့ဖြင့်ပြီးတော့ဒီ sale မှာဆိုရင်တော့ဖြင့်အာအရောင်းနဲ့ပတ်သက်ပြီးတော့ရောင်းအရောင်းဆိုင်ငါအရောင်းဆက်ရင်ကိုယ်ရောင်းပြန်လို့ဆိုရင် အာအကုန်လုံးလို့ရပါတယ်ဒါပေမဲ့ဖြတ်လို့မရပါဘူးပြင်လို့မရပါဘူး robot ကြည့်လို့မရပါဘူးဒီ sale manager မှာတော့ဒီအယောက်နဲ့ပတ်သက်ပြီးတော့အကုန်လုံးလုပ်လို့ရပါတယ်ဖြတ်လို့ရပါတယ်ပြင်လို့ရပါတယ် robot လည်းကြည့်လို့ရပါတယ်ဒီ purchase မှာဆိုတော့ဖြစ်မှာအဝယ်ဆိုင်ရင်းနဲ့ပတ်သက်ပြီးတော့အဝယ်နဲ့ပတ်သက်ပြီးတော့အကုန်လုံးလုပ်လို့ရပါတယ်ဒါပေမဲ့ဖြတ်လို့မရပါဘူးပြင်လို့မရပါဘူး robot ကြည့်လို့မရပါဘူး ီ purchase manager မှာဆိုရင်တော့ဖြင့် owner ပတ်သက်ပြီးတော့အကုန်ရပါတယ်အဲဖြတ်လို့ရပါတယ်ပြင်လို့ရပါတယ် report လေးကြည့်လို့ရပါတယ်နော်ဒီ warehouse manager မှာဆိုရင်တော့ဖြင့်အာ aware စရင်နဲ့ဒီ complete စရင်ကိုအကုန်လုံးနှစ်ခုလုံးကိုလုပ်လို့ရပါတယ် report လေးကြည့်လို့ရပါတယ်ဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့ဒီရောဒီ store keeper မှာဆိုပြီးဖြင့်ဒီ commission နဲ့ပတ်သက်ပြီးတော့အကုန်လုံးလုပ်လို့ရပါတယ် commission တစ်ခုလေးရပါတယ် เนาะဒီ capture มา capture มาဆိုတော့ဖြင့်အာရောင်းနဲ့ပတ်သက်ပြီးတော့အကုန်လို့လို့ရပါတယ်ပြီးတော့ဝင်ဝင်ထောင်းလေပါထည့်လို့ရပါတယ် capture တော့มาဆိုတော့ဖြင့်အာကျွန်တော်အခု save ကိုခုကိုခွဲပြပါမယ်ဆိုတော့ကျွန်တော်တင်းပြထည့်လေပါဒါဆိုတော့ဒီမှာ mom mom save အာလှုပ်ဝက်နံပါတ်ဆိုပြီးတော့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်